ကျွန်တော်ဘောလုံးအကြောင်းပြောပြီးဆိုတာနဲ့အမြင်ပေါင်းဖြစ်ပါမယ်ကစားသမားနှစ်ယောက်ရှိပါတယ်။အဲ့ဒါကတော့မက်ဆီနဲ့ရိုနယ်ဒိုပဲဖြစ်ပါတယ်။မန်ယူပရိသတ်ပြပြီးဘယ်ကစားသမားကိုပူကြိုက်လဲပြောပါဆိုရင်တော့ကျွန်တော်ကရိုနယ်ဒိုကိုပဲအမြင်ယူနေအောင်ပါပါ။ကျွန်တော်မှာအိမ်မက်အရင်ကတခုရှိပါတယ်။ဘာအိမ်မက်လဲဆိုတော့ကျွန်တော်ကရိုနယ်ဒိုကိုယ်တိုင်ထိုးထားတဲ့ဂျာစီကိုလိုချင်တဲ့အိမ်မက်။ဒီအိမ်မက်ကိုအကောင့်ထဲဖို့ဒီဗီဒီယိုမှာကျွန်တော်ကလက်တွေ့ပြသွားရှိပါတယ်။ဒီဗီဒီယိုမှာတော့ကျွန်တော်နဲ့အတူ Ronaldo Jersey ကိုတွားယူမယ်ပြီးလောက်လေးကိုအဆုံးထိကြည့်ပြီးကြပါမယ်။ မင်္ဂလာပါမြပထမဆုံးကျေးဇူးတင်ရမှာတော့ဒါ PBDN founder brother B ရဲ့အကူအညီကြောင့်ကျွန်တော်ဒီ Rondo Jersey စိုင်းထိုးတာလေးကိုရရှိခဲ့ရမှာ။ PBDN ဆိုတာကဒီထိုင်းနိုင်ငံဘန်ကောက်မြို့မှာဒီ Jersey Festival Retro Jersey Festival ကိုအမြန်ဦးစီးဦးဆောင်ကျင်းပနေတဲ့ထိုင်း company consignment company တခုပေါ့နော်။ဆိုတော့ဒီ Rondo ရဲ့ Jersey တွေကို unboxing အင်းစလုပ်ကြည့်ကြရအောင်။ ကျွန်တော်ရှေ့မှာတွေ့ထားရတဲ့အတိုင်းပဲရန်ဒိုက homecoming ပေါ့နော်ဒါသူအိမ်တကြောပြန်လာတဲ့အချိန်မှာ ထိုးခဲ့တဲ့ jersey လေးပေါ့နော် သူထိုးခဲ့တဲ့ jersey ကဒီရန်ဒို2022မှာပြန်လာတော့ home jersey မှာထိုးခဲ့တာဖြစ်တယ်ထိုးခဲ့တဲ့ဒီအတီးကြောင်သိရမလို့ဆိုရင်တော့ကျွန်တော် backup ပေါ့နော်သူတို့ backup က authentication လုပ်ထားတဲ့ website ထဲမှာ ဝင်ကြည့်မှ သိရမှာပေါ့နော်ဆိုတော့ကျွန်တော်လည်းဒီ jersey ကဘယ်မှာထိုးခဲ့လဲဆိုတော့ဒီ video လေးမှာတစ်ချက်တော့ ကြည့်လိုက်ကြရအောင်ခင်ဗျာဒီဈေးကြီးရဲ့ jersey တွေကထိုးပြရတယ်ဒီတိုင်းထားလို့မရပါဘူးသူတို့ကိုအတီးပြုတ်ရပါသေးတယ်ဆိုတော့ကျွန်တော်နံပါတ်ပေါ်က jersey ကျူအကုတ်ကိုဖတ်ကြည့်မယ်ဆိုရင်ကကျွန်တော် backup authentication ပေါ့နော်အဲ့အားလေးကိုကျွန်တော်ကွန်ပျူတာနဲ့ဖတ်ရင်တော့တကောင်းသူရဲ့ကျူအကုတ်ကိုဖတ်ရင်တော့တကောင်းဒီလိုမျိုးကြာလာပါတယ်ဒါက2020တော့ Lisbon Portuguese မှာ random ထိုးခဲ့တဲ့ jersey တွေပေါ့နော်ဒီ jersey ကိုကျွန်တော်ကဈေးကြီးရအတွက်ကြောင့်ဒီတိုင်းမထားပါဘူးဒီလို frame လေးလုံးဝဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နဲ့အတူဒီ frame လုပ်ပေးမဲ့ all collectible ဆိုရဲဒီဘဏ်ကောက်က service sign တခုမှာပဲချက်ချင်းပဲကြာစီရရနဲ့တခါရင်လုတ်ဖို့စီစဉ်ခဲ့ပါတယ်ဆိုတော့ကျွန်တော် admin နဲ့စကားပြောကြည့်ရဒီ jersey frame ရဖို့ကတပတ်နောက်တော့ကြာတယ်ပေါ့နော်ဒီတပတ်အတွင်းမှာသူပြီးအောင်လှလှလေးလုတ်ပေးမယ်နောက်ပြီးတော့ကျွန်တော်ဓာတ်ပုံနှစ်ပုံယူခိုင်းတယ်ဒီ rondo ရဲ့ဓာတ်ပုံနှစ်ပုံအောက်မှာထားမယ်ပေါ့နော် rondo ရဲ့ frame လေးကိုလှလှလေးပြောင်းလုတ်ပေးမယ်လို့သူကခတိပေးသွားတယ်ဆိုတော့ဒီ jersey က နောက်တစ်ပတ်ဆိုရင်တော့ကျွန်တော်လက်ထဲကို frame နဲ့အတူလှလှပပဒီအင်ကန်းလေးကိုရောက်လာမှာဖြစ်ပါတယ်။အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်များ။ Run week later สวัสดีค่ะ Yes 29 Okay Wait a minute Can I show? Okay Yes. Oh, yeah. ah, okay. Already checked okay. Mm -hmm. Mm -hmm. Yeah. Very nice. Oh, yes, yes. Because yeah. no, then nice. I, 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 won't, I won't train, but I will train. I fought a uh, kind of true one and really. Gone. From, from, from uh, um, yeah, I am. Uh, oh, 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 oh. okay ဆိုတော့ဒါကျွန်တော်ရဲ့ဒီကွန်ဒိုကဧကန်မှာပေါ့နော်ဒီလိုထားထားတယ်ဒီနားမှာကျွန်တော်ထုံးစံတိုင်းမှာဒါနစ်မှာဘာဘာတော့ရပေါ့နော်နောက်ပိုင်းဒီနစ်မှာနေရာမှာအစားထိုးလာမှာဒီ Dragits Auto အဲရိုနီ Auto နဲ့ Canacho Auto ဖြစ်လာအောင်ပါပေါ့နော်အဲအဲ့တော့လည်းဗီဒီယိုတင်သွားပြီပါနော်ကျွန်တော်ဆရာဒီ Rondo ရဲ့ Jersey ကဒီဧကန်မှာခက်ခက်နန်းနန်းရှိနေရောပေါ့ ားလုံးပဲဗီဒီယိုလေးကိုအဆုံးအထိကြည့်ပြီးကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel ကို subscribe လုပ်လို့ရတယ် subscribe လုပ်ပေးခဲ့ပါအားလုံးပဲတာလှပရဲ့နေနေပိုင်ဆိုင်ကြပါစေလို့ဒီနေ့ဆုမောင်းတောင်းပန်ပါတယ်ပါပါ